လက်ဘရောင်းဒေတာမှာရှိတဲ့လေဒီသိန်းကျောင်းနယ်ဖျားတွေကိုမူလနေရာနဲ့မီတာ1500လောက်ဝေးတဲ့ရွာနာကိုရွှေ့ပြောင်းဖို့ပြင်ဆင်နေပါပြီ။ဒေါက်ခင်မင်းစောသတင်းပေးပို့ထားတာပါရှင်။လက်ဘရောင်းဒေတာမှာရှိတဲ့လေဒီသိန်းကျောင်းနယ်ဖျားတွေကိုလက်ဘရောင်းကျင်းနီစီမံကိန်းဒေတာတွင်ကျဲရောက်နေတဲ့အတွက်ရွှေ့ပြောင်းမှုပြင်ဆင်နေတာပါ။ကလင်းကြီးမှာပတိန်ပုံရကားလမ်းကိုသွားတဲ့ကားလမ်းပေါ်မှာရှိတဲ့ကြော်ရတောင်ပဲ ကွင်းမဲ့984ကကြီးကိုရှေ့ပြောင်းမှုတလင်းကြီးမြေစင်းညုံကပြင်ဆင်နေပါပြီ။ဘန်းကရာကြီးအားစုကွင်းမဲ့ကွန်ကရစ်ကကြီးပေါ့။ဧရိယာ10မှ10လေးကတော့သူတို့ဟိုတနိကအဆောင်ရှေ့ပြောင်းနေဆိုပြီးတော့260ကျင်းနေမှာပြည့်ပြည့်ဖို့အတွက်ဒါကျွန်တော်တို့ကဧရိယာဆောင်ပေါ့လေ။မူတွေလေးကိုတိဆောက်ပြရတော့အဲ့တော့မှကျွန်တော်တို့ကဒီနေ့ ထရီချိုအုပ်ချုပ်ရေးဦးစီးဌာနကတင်ပြထားပြီးတော့တလောက်ဘယ်လောက်တော့ကြာပါ့ဟုတ်ကဲ့တင်ပြထားပြီးပါတယ်ဒါပေမဲ့သူကနေဒါမှမဆောက်ရကြရင်ဒီတာဒီကစောင့်နေတာပြဖြတ်မယ်ဆိုရက်ပြဖြတ်ပြဖြတ်မယ်ခွင့်ပြုမယ်လို့ကျွန်တော်တော့ရဖို့တော့ဆက်လက်ပြီးစောင့်ရတာဒီလောက်ပဲကျွန်တော်တို့တည်တကိုင်းမြို့နယ်ပြည်သူ့လက်တော်ကုသလေဦးခင်မောင်သိန်းက ပြီးခဲ့တဲ့ပထမတေပြည်သူ့လွှတ်တော်အထမပုံမှန်အစည်းအဝေးမှာလယ်ဒီကျတော်ဖျားကြီးရဲ့ဖျားစီဒီနဲ့တိန်တော်ကြီးကိုမူလာတိုင်းထမထကိုမေးမြန်းခဲ့ပါတယ်။လက်ပောင်းတောင်ကျင်းဒီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာပေါ်အကောင့်ထက်ဖို့ဆောင်ရွက်ရေးကော်မတီရဲ့ဥက္ကဋ္ဌဖြစ်သူဦးလာထွန်းကသတ္တနိကအဆောက်အအုံများရှေ့ပြောင်းခြင်းနဲ့ပြည်လဲတိဆောက်ရှင်းအဖွဲ့ကနေပြီး ဓလေထုံနှဲစင်လာတဲ့အညီရှေ့ပြောင်းနိုင်ဖို့ဆောင်ရွက်နေကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်။ကျမခင်မင်းဆိုပါရှင်။